အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဦးခမောင်ဆန်းရဲ့ကျုံနောက်မကြီးကားတွေကိုခန်းစားပြီးတဲ့အခါကျုံမြို့ရို sketch တင်နေကျုံမြို့ရို့အတွင်းကိုဝင်ရတဲ့တံတားနဲ့ကျုံမြို့ရို့ပကြီးကားတွေကိုခန်းစားကြည့်ကြရအောင်ပါအခုပထမဆုံးကျွန်တော် sketch ပကြီးကားတွေကို တင်ဆက်ပေးထားပါတယ်ခန်းစားကြည့်ပါအောင်ခင်ဗျာညင်ဝင်းတစ်ခုကိုမြင်ရတဲ့အခါမျိုးမှာမျက်စိထဲမှာတိတ်လှနေတယ်ဆိုရင်ဓာတ်ပုံဆရာက ကင်မရာထုတ်ပြီးဓာတ်ပုံရိုက်လိုက်တာကိုတွေ့ဦးမယ်ထင်ပါတယ်။အဲဒီလိုမျိုးပါပဲ။ပကြီးရှာကလွယ်ဤထဲမှာအသင့်ပါလာတဲ့စာအုပ်ကိုဒါမှမဟုတ်စာပြထုတ်ပြီးရေးမိမှာပါပဲ။ sketch လုပ်မိမှာပါပဲ။အဲဒီဟာကိုအချိန်ကာလနေရာဒေသပေါ်မှာမူတည်ပြီးအလုပ်လုပ်ရတာဖြစ်တဲ့အတွက်အချိန်ရရင်ရသလိုမရရင်ရသလိုလုပ်ရတာဖြစ်ပါလေ။မြေထားနဲ့တွိုင်းလာရင်ပဲဖြစ်ဖြစ်မော်တော်ဒါမှမဟုတ်တင်မောရှင်ပဲဖြစ်ဖြစ် ရေးသားတဲ့အခါအချိန်တိတ်မရတဲ့အတွက်အမြန်ရေးရတာမျိုးပါအဲ့လိုအချိန်တိတ်မရပဲရေးရတဲ့မြင်ကွင်းကို detail အသေးစိတ်တွေပါဝင်အောင်ရေးသားဖို့မဖြစ်နိုင်ပါဘူးဒလူဆွဲတာကို quick sketch လို့ခေါ်ပါလေခင်ဗျာအခုကျွန်တော်တင်ပြပေးထားတာလေးတွေကတော့ရှာကြီးကုမောင်ဆန်းကြီးတတ်ထားတဲ့ sketch တွေပါပဲ sketch တွေနဲ့ပတ်သက်ပြီးနောက်ဗီဒီယိုများမှာ ကျွန်တော်အသီးစိတ်ထပ်မံတင်ပြပါမယ်။ရှာကြီးကောမောင်ဆန်းထုတ်ဝေထားတဲ့ Sketch from Nature ဆိုတဲ့စာအုပ်ထဲရပါကြီးကားတွေကိုလည်းကျွန်တော်တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ အခုမြင်တွေ့ခံစားနေရတဲ့ပကြီကားတွေကတော့ရှာကြည့်ဥက္ကမောင်ဆန်းရေးဆွဲထားတဲ့မန်လေးနန်းရင်းတွေကိုအဝင် တကားတွေပဲဖြစ်ပါလေမန်လေးနန်းရင်းကနေပြင်ပကို အဝင်ထွက်လှုပ်တဲ့တံတားလေးစင်းသာအခုလက်ရှိအချိန်မှာကျန်ရှိနေတာပါအဲ့ဒီထဲကမှရှာကြည့်ရေးဆွဲထားတဲ့တံတားတွေမှာတောင်ဘက်မှာရှိတဲ့မင်္ဂလာတံတားရဲ့ကွန်ပိုဇီရှင်းကိုပဲအဓိကထားပြီးရေးဆွဲထားတာတွေ့ရပါတယ် တခြားသောပကြီးဆရာတွေရေးဆွဲကြရင်လည်းမင်္ဂလာတရားမြင်ကွင်းကိုရေးသားကြတာများပါလေအခုဆရာကြီးကုမောင်ဆန်းရေးသားထားတဲ့ပကြီးကားတွေထဲမှာ1980 99နှစ်ကမြင်ကွင်းတွေရော2020ဝန်းကျင်ကမြင်ကွင်းတွေရောပါရှိနေတာမို့အဲ့ဒီခေတ်ကာလအပြောင်းလဲကိုခံစားမိမှာပါဒါပြင်ဆရာကြီးရဲ့ပကြီးကားတွေမှာအပြင်မှာတွေ့ရတဲ့မြင်ကွင်းတွေမှာရှိနေတဲ့အရာဝတ္ထုတွေကိုပကြီးကားထဲမှာ ထက်သွင်းရေးဆွဲထားခြင်းမရှိသလိုအပြင်မှာရှိမနေတဲ့သစ်ပင်နဲ့အခြားသောအရာတွေလည်းပါဝင်နေတာကိုမြင်တွေ့ရမှာပါ။ဒါကပကြီးကားဖွဲ့စည်းခြင်းအတွက်လိုအပ်တဲ့အရာတစ်ခုပဲလို့ဆိုရမှာပါ။အောက်တိုးပကြီးကားရေးဆွဲရမှာမြင်တွေ့သမျှအရာအလုံးကို ပကြီးကားတွေကိုထက်သွင်းမှုမစူးစမ်းတဲ့လို့အပြင်မှာရှိနေပေမဲ့လည်းပကြီးကားရဲ့ composition အရာလိုက်ဖက်မဲ့အရာဝတ္ထုကိုထည့်သွင်းရဖို့အတွက်တတ်သိရှိဖို့လိုပါလေ။ပကြီးရေးဆွဲတာဟာ ဓာတ်ပုံရိုက်ကူးတာမျိုးမဟုတ်တဲ့အတွက်ဖန်တီးပြပြနိုင်စွမ်းကိုအသုံးပြုပြီးမှတ်တမ်းတင်ရတာမဟုတ်ပါပဲကျုံ့ကိုရေးသားရမှာတခြားပြည်ရှာတွေထက် ပကြီကားများစွာပိုင်ဆိုင်တဲ့ဆရာကြီးအခွန်မောင်ဆန်းရဲ့ဂျုံပကြီကားတွေကိုလည်းနောက်တစ်ပတ်များမှာထပ်မံတက်ဆက်ပေးပါဦးမယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာပြီးဘေးပြာပေါင်းမှကျော်လွှားနိုင်ပါစေ။